ုပ်ရှင်ထဲမှာတည်းမဟုတ်ပဲလက်တွေ့ပေါ်မှာပါလူတွေကိုကဲတင်ပေးနေတဲ့ကွီးနေထူနိုင်ကွီးနေထူနိုင်ဆိုတာရုပ်ရှင်ထဲမှာလူတွေကိုကဲတင်တဲ့တရုတ်ဆောင်တယောက်ဆိုပေမဲ့တကယ်ပေါ်မှာလည်းသူဟာစိတ်ကောင်းနှလုံးကောင်းရှိတဲ့လူတစ်ယောက်ပါအခုလဲငလင်တန်တင့်ပြည်သူတွေအတွက်မဆိုင်မတော့ပဲငွေအားရောလူအားပါတတ်နိုင်တဲ့ဘက်ကနေထီထီရရကူညီပေးနေပါတယ်ငလင်လောက်ကပြပြချင်းမှာပဲသူဟာကြောက်စင်မျိုးနယ်ကိုတွားရောက်ပြီးတော့လူ2500လောက်အတွက်ခိုးလုံစရာနေရာတွေစီစဉ်ပေးခဲ့ပါတယ် နောက်ပြီးဝါဘုတောင်ပတ်မှာလဲကိုလွန်ယာအိမ်တွေကိုတိဆောက်ပေးခဲ့ပြီးတော့မိသားစု90လောက်အထိအတူနေနိုင်စေဖို့အတွက်တန်အကြီးကြီးတွေကိုလည်းစီစဉ်ပေးထားပါသေးတယ်အခုအချိန်ထိလဲစင်ကာပူကအလူရှင်တွေနဲ့ပူးပေါင်းပြီးသုံးမိသားစုနေနိုင်တဲ့တတောင်တတရှိတဲ့အိမ်တွေကိုလည်းတိဆောက်နေတုံပါပဲ။မြင်းကလင်ကြောင့်ပျက်စီးသွားတဲ့ခလုံးစရာဒုက္ခသည်တွေအတွက်စားဝတ်နေရေးကလည်းအရေးကြီးလာပါတယ်။ အဲ့ဒါကြောင့်ကွေးနေထူးနိုင်ကအလူရှင်တွေရဲ့ငွေတွေကိုအလဟတ်မဖြစ်စေဘဲအသုံးဝင်အောင်တင်းငယ်တဲ့တဲလေးတွေကိုဆောက်လုပ်ခဲ့ပြီးတော့အလူငွေထဲဝင်တဲ့မိသားစုတွေရဲ့နာမည်တွေကိုတဲရှိမှစာရင်းလုပ်ပြီးတော့လူတန်းသူတွေကုသိုလ်ယူနိုင်ဖို့အတွက်ကတ်ထားပေးပါသေးတယ်။ဒါတွေမကသေးပါဘူး။သူဟာလူ250လောက်ကိုလည်းနေတိုင်းစားနိုင်တောက်နိုင်အောင် စီစဉ်ပေးထားပြီးတော့တန်ရှင်းတဲ့ရေချိုးကန်အင်တာတွေကိုလည်းတီးခြားစီဆောက်လုပ်ပေးထားပါဗျ။အဲ့ဒီမှာနေတဲ့လူတွေဟာသူတို့ရဲ့အိမ်တွေကိုတန်ရှင်းရေးလုပ်ပြီးရင်အလုပ်ပြန်သွားနိုင်ကြတယ်။ သူကအဲ့ဒီမှာနေတဲ့လူတွေကို၃လစာအစားအသောက်တွေထောက်ပံ့ပေးတာပြီးအများနဲ့အတူတူနေထိုင်ရတာဖြစ်တာကြောင့်စီကံတကြနေထိုင်ဖို့ကိုလည်းတင် जा ပေးထားနေပါသေးတယ်။မင်းသားနေထူးနိုင်ရဲ့စီမံခန့်ခွဲမှုကတကယ်ကိုအံ့ဩစရာကောင်းပါတယ်။သူကဘာပဲလုပ်လို့စီစနစ်တကြနဲ့တည်တည်တတ်တတ်လုပ်တတ်ပါတယ်။နေ့စဉ်တစ်ပင်တွေစိုက်ပျိုးလာတာကလည်းအခုဆိုရင်အပင်ပေါင်းတသိန်းကျော်လောက်တောင်ရှိသွားပါပြီ။တဘာဝပဝင်းကျင်ကိုထိမ့်သိမ့်တဲ့နေရာမှာလည်းသူ့ရဲ့ဥစ္စာမှုကတကယ်ကိုလေးစားစရာပါပဲ။တော်မင်းသားလို့လူတီများနေတဲ့ကွီနေထုနိုင်ဟာတကယ်တော့ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ပါ သူကိုအားပေးတဲ့ပြည်သက်တွေကလည်းသူ့ရဲ့လောက်ရတွေကိုအမြဲတမ်းချီးကျူးနေကြပါတယ်။သူရိုက်ခဲ့တဲ့ရုပ်ရှင်တွေနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေရှိခဲ့တဲ့ကောင်ကလည်းသူ့ရဲ့ရည်တည်မှုကိုပြပြတတဖော်ပြခဲ့ပါတယ်။သူ့ရဲ့ဇာတ်ကားတွေကလည်းလူအများစုရဲ့မျက်စိထဲမှာတော့လှောင်ပြောင်ကျင်စရာကောင်းနေပေမဲ့လည်းဒီရုပ်ရှင်ဇာတ်ကားတွေကြောင့်သူဟာသူနဲ့သူ့ရဲ့ရုပ်ရှင်အဖွဲ့သားတွေလွတ်လွတ်လပ်လပ်ရက်ကူးရေးပြုလုပ်နိုင်မဲ့ခြံတစ်ခြံကိုလည်းပိုင်ဆိုင်ခဲ့တယ်လို့ဇာတ်ကားတကားကိုရိုက်နိုင်ရင်သူ့ရဲ့ရုပ်ရှင်အဖွဲ့သားတွေကိုထမင်းကျွေးထားနိုင်တယ်လို့သူ့ရဲ့ရည်တည်ချက်ကိုရဲရဲဝံ့ဝံ့ထုတ်ပေါ်ပြောခဲ့သူပါ။ မြန်မာနိုင်ငံလိုမျိုးလွတ်ကျင်ရလွတ်လပ်ရင်ကိုအွန်လိုင်းပေါ်မှာလူသိများပြီးတော့ဆယ်လီပြစ်နေကြတဲ့ခကြီးတဲမှာကွီးနေထူးနိုင်လို့အများကခေါ်ကြတဲ့ရုပ်ရှင်မင်းသားနေထူးနိုင်ကတော့မူခရည်မတောက်ခဲ့ဘူးလို့ဆိုရမှာပါပဲ။လက်ရှိအချိန်နှင်းရုပ်ရှင်လောကအပေါ်ထားတဲ့သူ့ရဲ့စူးစမ်းအထောက်မှုတွေကရော့မသွားခဲ့တယ်လို့သူ့ကိုအားပေးကြဝေဖန်ကြတဲ့ပရိသတ်တွေအပေါ်မှာလည်းတအားတရွေပါဝင်ကူညီနေတုံးပါပဲ။တချို့သောအမှုပညာရှင်တွေကတော့ဒီလိုမျိုးတိုင်းကျိုးပြည်ပြုတ်ကိစ္စရပ်တွေနဲ့ပတ်သက်လာရင်တော်တော်လေးကိုခေါင်းဆောင်ခြင်းကြတယ်လို့လူအများရဲ့အတန်းရှင်းကိုရှာဖို့အတွက်လောက်သာစိတ်ဝင်စားကြပါတယ်။ မကြသေးခင်ကမှအကယ်ဒမီစုရရုပ်ရှင်မင်းသမီးတယောက်ဆိုရင်လေလိုအပ်တဲ့နေရာတွေမှာတက်နိုင်သရွေ့ကူညီမဲ့အစားရှောင်ဖဲရှောင်ဖဲလုပ်နေတာကြောင့်ပြည်သက်တွေရဲ့ဝေဖန်ခြင်းကိုခံနေရပါတယ်။ဒါပေမဲ့လည်းကွီနေထုနိုင်တို့လိုအမှုပညာရှင်တွေကမြန်မာပြည်သူပြည်သားတွေဒုက္ခရောက်တဲ့အချိန်တိုင်းမှာတဒတအားပါဝင်ကူညီနေကြဆဲဖြစ်ပြီးတော့ပြည်သူလူထုရဲ့ချစ်ချင်းမေတ္တာကိုလည်းအမြဲတမ်းရရှိနေကြအောင်ပါ။ဟုတ်ကဲ့ပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်လည်းမြန်မာနိုင်ငံကအမှုပညာရှင်အကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် channel လေးကို like and follow လုပ်ထားပေးဖို့အတွက်တောင်းဆိုလိုက်ရပါတယ်။ အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။